ရန်ကုန်စစ်ရုံတွေမှာလောက်ခလာစာတိုးပေးတာတွေဇက်တိုက်ဖြစ်နေပေမဲ့စစ်ကောင်စီအလို့သမားဝင်ကြီးဌာနမှာတိုးပေးခြင်းတဲ့လက္ခဏာမရှိဘူးလို့အလို့သမားရေးဆောင်ရွက်နေသူတွေကမှတ်ချက်ပေးပါတယ်။ဒီသတင်းကိုတူတာချန်တာပေးပို့ထားပါရရှင်။ မေလာထဲမှာအခြေခံလောက်အောင်ကဒူပေးဖို့ဆန္ဒပြတောင်းဆိုတာတွေရန်ကုန်တိုင်းစစ်မှုဇုံတွေမှာသက်တိုက်ဖြစ်ပေါ်ခဲ့ပြီးလုံသားတွေတောင်းဆိုတာကိုလုပ်ငန်းရှင်တွေကလိုက်လျောပြီးအခြေအနေထိန်းခဲ့တာပါ။ရွှေပြည်သားမျိုးနွယ်ထဲကစက်ယုံအလုံးဒီပါမှာလောက်အောင်ကဒူတောင်းတာတွေသက်တိုက်ဖြစ်ခဲ့ပြီးမေလာထဲမှာစက်ယုံအလုံးရဲ့90ရာခိုင်နှုန်းကျော်ပါဒီပြဿနာဖြစ်ခဲ့တယ်လို့လုံသားရေးတက်ကြွလှုပ်ရှားသူတယောက်ကပြောပါတယ်။အခုဂျွန်လာဇန်မှာလည်းလောက်အောင်ကဒူပေးဖို့တောင်းဆိုတာတွေဆက်လက်ဖြစ်ပေါ်နေပြီးအခြေခံကုန်စည်နှုန်းနဲ့လောက်အောင်ကကွာခြားချက်ကြီးမားလွန်းတာကြောင့်လုံသားတွေ ထားဆန္ဒပြတဲ့နီလန်ကိုမဖြစ်မနေရွေးခဲ့ရတာဖြစ်ပါတယ်လူဝင်ရှင်များအသင်းတို့ရေးထားတာကတော့မတိုးချင်တဲ့လက္ခဏာရှိရဲ့အလို့ရှင်တွေကကြတော့သူတို့ရဲ့ scale level ကိုသူတို့လက်မလို့ချင်တာဒီတစ်ချက်နောက်ပိုင်းဆိုစိတ်ဝင်စားအသိဖွင့်ရတယ်လူတစ်တွေခေါ်ကြတယ်ဒါထုံးတယ်တစ်ဖွင့်တဲ့ယုံကြီးကတောင်း၃00တောင်း၄00စပြီးတော့အလို့လူခေါ်တဲ့အခါကျတော့ ကိလေသာတွေကယုံတက်ကိုအုပ်စုလိုက်ကြီးရွှေ့သွားတဲ့အခါကျတော့ကိုယုံမှလူမကြံအောင်ကိုယ်စိတ်ယုံကလည်းကိုလောက်ခလာကမြင့်ပြီးထိန်ရတဲ့သဘောပဲတောင်းဆိုမှုတွေကတပြိုင်တည်းထိန်ပြီးပါလို့လို့ဖြစ်လာတယ်စက်ဥတေုံတောင်းတာလေနောက်စက်ယုံမှလိုက်တောင်းတာနောက်ဆက်ဆက်စက်ယုံကြီးကနေမတောင်းမနဲ့ပြီးရတာဖြစ်သွားတာပေါ့ ဒီအလုံးသမားတပိတ်ကြီးချောင်းတိုးပေးပါလို့ပြောတာလို့တိုးပေးတာမျိုးလို့တော့မဟုတ်ဘူးလို့ထင်တယ်ဘာလို့ဆိုတော့ဒီဦးစီးတွေသက်ဆိုင်တဲ့ဝင်တဲ့အချိန်မှာတိုးပေးလိုက်ပါဆိုတဲ့စကားကတခုမှပြောရမကြားရအောင်ပြည်လျောင်မညှိကြဒီစကားပဲပြောရဲတိုးမယ်ဆိုတဲ့သူတို့ကသုံးရက်ချက်ရှိရဆိုလို့ရှင်တိုးပေးရမယ်ဘယ်လောက်ထိတိုးတာမျိုးလာမှာပေါ့နော်အခုလုံးရှင်ကဘာပြောလဲဆိုတော့ဝင်ကြီးဌာနကမှလေသုံးလုံးခလာတာမပြချင်ဘူးငါတို့ဘာလို့တိုးဖို့လိုမှာလဲအဲ့ဒီလိုမျိုးပြချမ်းတဲ့ခါကျတော့ထပ်တိုးနေရမှာအဲ့ဒါကိုစောင့်မယ်ဆိုတဲ့အလုံးရှင်ကလည်းအများကြီးပဲရှိတယ် ျမတို့ကတော့တကယ်ပဲသပိတ်တွေကိုလိုက်ပါဖြစ်ရှင်းခဲ့ရတဲ့အခါကျတော့သူတို့ဘက်ကတူပေးခြင်းနဲ့ရိပ်ရောင်မရှိဘူးလိုလိုလားလားမရှိဘူးဆိုတာကိုသိရတယ် မေလ20ရက်နေ့ကလှိုင်တန်းဆမှုဆောင်ကစာရုံလုတာ6000နီးပါးပါဝင်ခဲ့တဲ့ချမ်းကြီးဖနက်ဆက်ရုံတပိတ်အောင်မြင်ပြီးနောက်မှာရန်ကုန်တိုင်းဆမှုဆောင်၅ခုကစာရုံတွေမှာလောက်ဝါကဒူတောင်းတဲ့တပိတ်တွေကူဆက်ခဲ့တာပါလုတ်သမားဦးလေးပါပြဋ္ဌာန်းချက်အရအနေဆုံးအခြေခံလောက်ခလာသာဟာ NLD အစိုးရလက်ထက်ကအတိုင်းတရက်ကိုငွေကျပ်4800နုန်းသာရှိနေပြီးစစ်ကောင်စီလက်ထက်မှာထပ်တိုးပေးတာမျိုးမရှိခဲ့ပါဘူးထောက်ပံ့ရေးအနေနဲ့ငွေကျပ်2000ထပ်ဆောင်ပေးဖို့သာစစ်ကောင်စီလုတ်သမားဝန်ကြီးဌာနကကြေညာထားပြီးမဖြစ်မနေပေးရမယ်ဆိုတဲ့ညွှန်ကြား ားချက်လည်းမရှိခဲ့ပါဘူး။ချင်းဖိနက်ဆက်ရုံတပိတ်ဖြစ်ပွားနေတော့မေလ19ရက်နေ့မှာစစ်ကောင်စီအလို့သမားဒူဝင်ကြီးလာရောက်ခဲ့ပြီးနောက်ပြန်မှာပြဿနာပြေလည်ခဲ့တာကြောင့်စစ်ကောင်စီကအခြေအနေထိမှုအလို့သမားတွေအလို့ကိုလိုက်ခဲ့တာဆိုတဲ့အမြင်တွေလည်းရှိနေခဲ့တာပါ။စကားစားညတဲ့တရှိရမရှိဖြစ်တော့မသိနိုင်ပေါ့လေတိုက်ရိုက်ကြီးကြီးဆိုလို့ရှိရင်တော့ပေါ်လာမှာပေါ့သူတို့ဒီလိုကိစ္စမျိုးတွေကတော့တိုက်ရိုက်ကြီးကြီးချက်တော့ရှိမှာမဟုတ်ဘူး အဲ့ပါဗီဒီယိုကစီပြည့်နေတာဖြစ်နေရှင်ငါရံမမတီမီဖြစ်မလာအောင်ချိန်ချင်တယ်ကျွန်တော်တို့အလုပ်မျိုးမမြင်ပါဘူးဒီစက္ကစအနေနဲ့လက်လက်ညီညီဖြစ်ရှင်းတာပေါ့နော်သူတို့အရှုံးပေးပြီးတော့ပြည်ထနာကြီးပြည်လျောင်းလုပ်တယ်ဆိုတာမရှိပါဘူးအခုဒီကိစ္စကအရှုံးပေးပြီးတော့သူတို့အောက်ကြောက်မှုမဖြစ်အောင်ပြည်မတက်မဖြစ်အောင်သူတို့လုပ်တယ်ဆိုတာဒါအရှုံးပေးနေ လူသူလူလားချက်ကိုဖြည့်ဆည်းပြီးတဲ့ဒီပုံနဲ့တဘောမျိုးတက်ရောက်တော့ကျွန်တော်တို့ကတော့အမှုမျိုးမမြင်ပါဘူးနိုင်ငံရေးဖြစ်ရာတစ်ခုခု သူ့ရဲ့အကျိုးစီးပွားတစ်ခုခုချောက်ပါလေရှင်လျှော်တာလေဖြစ်ရာပြီးပြီးတော့ဒီပြည်ထောင်စုပြည်လင်းကိုထုတ်တာလေဒါမျိုးပဲရှိအမှန်တကယ်သူတို့အတွက်အကျိုးမရှိဘူးထင်လို့ရှိတယ်အဲဒီအရိုးရဲလူလေးနေစတက်တွေလှုပ်ပြီးတော့ပဲရှင်းရှင်းပါဒီလိုမျိုးကလည်းတချို့မျိုးတွေဒီလိုလှုပ်နေတော့လေကျွန်တော်ဒီအတိုင်းပဲဟာကြားရတယ်ဘောလို့ 2021မတန်ခင်ကရန်ကုန်တိုင်းဆက်မှုဆောင်၅ခုကဆက်ယုံတွေမှာလုတ်တာ၅သိန်းကျော်ရှိခဲ့ပေမဲ့နောက်ပိုင်းမှာပြည်တွင်းပြည်ပခန့်တွေကြောင့်ပြပထွက်ခွာသူများပြားရှိခဲ့တဲ့အတွက်လုတ်တာရေအတွက်ရောကြခဲ့ပြီးပြည်တွင်းလုပ်ငန်းတွေမှာလိုအပ်ချက်မြင့်မားနေတာပါဆက်ရနာသိမ်းမှုအပြီးမှာရန်ကုန်တိုင်းကဆက်ယုံတွေမှာပိုင်ရှင်ပြောင်းလဲအများကြီးဖြစ်ခဲ့ပြီးကျုပ်နိုင်ငံသားလုပ်ငန်းရှင်အများစုအစားထိုးဝင်ရောက်ခဲ့တာကိုတွေ့ရပါတယ်ကျွန်တော်ဒုတာချမ်းသာပါ